နေပြည်တော်မှာအကျဉ်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အကြောင်းပေါက်ကြားမှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးအရေးကြီးအချက်လက်တွေပါလာတာတွေ့ရပါတယ်။သူ့ကိုမိနစ်လိုက်ဆောင်ကြည့်ထားတဲ့မတန်ဂါဒီယန်သတင်းဌာနကထုတ်လိုက်တဲ့တရားခွင်ဗီဒီယိုနဲ့ထွက်ဆိုချက်မတန်တွေဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကာလအတွင်းမှာထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီပေါက်ကြားမှုတွေကထွက်ဆိုချက်မှာနှစ်ထောင်နှစ်ဆက်တဖေဖော်ဝါရီတရက်နေမထွက်ခင်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ကိုဝင်ရောက်စီးနှင်းမှုအကြောင်းပါဝင်လာပါတယ်။ ဒါအပြင်တရားခွင်မှာဒေါအောင်ဆန်းစုကြည်ကိုပြောင်းစုလွှတ်တော်ကိုစားပြုကော်မတီ CRBH အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့အကြောင်းအသိပေးတဲ့အကြောင်းတွေလည်းပါလာတာတွေ့ရပါတယ်။နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကဒေါအောင်ဆန်းစုကြည်ကိုမိနစ်လိုက်ဆောင်ကြည့်ခံထားရတဲ့ထောင်ထဲမှာတန်းဖြစ်ပြီးဒီနေ့တာလှုပ်ရှားမှုအားလုံးကိုလုံခြုံရေးကင်မရာကအဆင့်အချိန်ပြည့်ဆောင်ကြည့်ခံနေရတဲ့အသေးပဲဖြစ်ပါတယ်။ဒီမှတန်းတွေတဲကအချက်လက်တွေကဘလောက်ခိုင်မာမှုရှိလဲဆိုတာကို BBC ကစုံစမ်းခဲ့ပါတယ်။ 2020ခုနှစ်အောက်တိုဘာ26ရက်မှာလုပ်ခဲ့တဲ့ရုံးချင်းတစ်ခုမှာဒေါအောင်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်တွေတဲ့အာနာသိန်းနဲ့နဲ့မနက်၄နာရီခွဲမှာနေပြည်တော်ကမြန်မ်းပုံသာလန်းနေအိမ်ကိုစစ်တပ်ကဝင်ရောက်စီးနှင်းခဲ့တဲ့အကြောင်းပါဝင်ပါတယ်။ဗိုလ်ချုပ်တဦးဦးဆောင်တဲ့ပျောက်ကြားယူနီဖောင်းဝတ်လက်နက်ကင်တပ်ဖွဲ့တွေခြံထဲဝင်လာတဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ကထွက်ဆိုခဲ့တာပါ။ဗိုလ်ချုပ်နာမည်ကိုမဖော်ပြထားပေမဲ့ BBC ရဲ့တရားစုံစမ်းချက်အရအဲ့ဒီလူဟာဒုတိယစစ်ပတ်ရေးရာလုံခြုံရေးရာရှိချုပ် ဗိုလ်ချုပ်တိုးရီဖြစ်ကြောင်းသိရပါတယ်။ဗိုလ်ချုပ်တိုးရီဟာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့လူယုံတူဦးဖြစ်ပါတယ်။နောက်ပိုင်းမှာပြည်ထရေးတူဝန်ကြီးအဖြစ်ပြောင်းရွှေ့ခံရပြီးလက်ရှိအကြတိလိုက်စားမှုတပ်ဖြတ်ရေးကော်မရှင်အဖွဲ့ဝင်ဖြစ်ပါတယ်။အဲဒီနောက်ဒေါအောင်ဆန်းစုကြည်ရဲ့ကွန်ပျူတာနဲ့ဖုန်းတွေကိုတင်ခဲ့ပြီးမနက်9:00နာရီမှာအင်တာနက်လိုင်းတွေပါမရတော့လို့ပြင်ပကဘာနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်ဟာမြန်မ်းပုံသားလန်းက channel 33မှာ2020တမေလ23ရက်အထိနေထိုင်ခဲ့ရပြီးမှ တခြားတနေရာကိုပြောင်းရွှေ့ချုပ်နှောင်ခံခဲ့ရတဲ့အကြောင်းတူထွက်ဆိုချက်အရာသိရပါတယ်။ဒီဖြစ်စဉ်ကိုထွက်ဆိုတဲ့အခါစစ်ကြမ်းဖက်အဖွဲ့လို့ဒေါအောင်ဆန်းစုကြည်ကတုံးတဲ့အတွက်အမှုလိုက်မြို့နယ်ဥပဒေရာရှိကကန့်ကွက်ခဲ့ပါသေးတယ်။စစ်တပ်ရဲ့အကြမ်းဖက်နေနေတဲ့ဖွဲ့ကိုခြံထဲမှာသူတို့အချင်းချင်းတုံးတုံးနဲ့အတိုင်းထွက်ဆိုတာလို့ဒေါအောင်ဆန်းစုကြည်ကတုတ်ပြန်ခဲ့ပါတယ်။ဒူးဆရာအချုပ်ဦးဆောင်တဲ့အဲ့ဒီအဖွဲ့မှာကင်မရာသမားနှစ်ဦးလဲပါလာပြီးမတန်းတင်တဲ့ပုံတွေရိုက်ခဲ့တယ်လို့ဒေါအောင်ဆန်းစုကြည်ကတရားခွင်မှာပြောပါတယ်။ ာနာသိန်းစစ်တပ်ဟာဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးမတမ်းမတ်ရာတွေထားလိရှိပြီးပေါကြားလာတဲ့တရားခွင်ရုပ်တံမတမ်းနဲ့အချုပ်နှောင်ခံနေရတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တနေ့တာနေထိုင်မှုတွေအကြောင်းအသေးစိတ်ဆောင်ကြည့်မတမ်းတင်ထားတဲ့ထောင်တွင်းနေစဉ်မတမ်းတွေအပါအဝင်ဖြစ်ပါတယ်။ပေါကြားလာတဲ့ထောင်မတမ်းတစ်ခုကဒေါအောင်ဆန်းစုကြည်တယောက်အဲ့ရတဲ့ချိန်ကနေညအဲ့ရဝင်ချိန်ထိလှုပ်ရှားမှုအလုံးကိုမိနစ်နဲ့အလိုက်စောင့်ကြည့်မတမ်းတင်ထားခြင်းခံနေရတာကိုပြသနေပါဗါတယ်။မနက်၄နာရီကစတင်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တနေ့တာလှုပ်ရှားမှုအကြောင်းမှာ ုံးနဲ့သွားတိုက်စေးကနေဒန်ဂျီလိန်စေးအထိမှတ်တမ်းယူထားတာဖြစ်ပါတယ်။တရားဘယ်နဲ့ချိန်ထိုင်ပြီးတန့်စင်ကန်းအိန္ဒာဘယ်နဲ့ခါဝင်တာကအစမှတ်တမ်းယူထားပါတယ်။အရေးကြီးကျင်းသားတွေကိုလုံခြုံရေးကင်မရနဲ့စောင့်ကြည့်ပြီးအခုလိုမိနစ်လိုက်မှတ်တမ်းယူလေးရှိတယ်လို့ငင်းစားထောင်မှုကြီးတဦးက BBC ကိုပြောပါတယ်။သူတို့ရဲ့လုံခြုံရေးနဲ့ကျန်းမာရေးအခြေအနေအတွက်အချိန်ပြည့်စောင့်ကြည့်တာပါလို့သူကပြောပါတယ်။တစ်ဖက်မှာလည်းဒီလိုအချိန်ပြည့်စောင့်ကြည့်မှုကိုလူခွင့်ယေရှုထောင်အရဝေဖန်မှုတွေရှိနေပါတယ်။ ထောင်ချင်းချခံထားရုံမကတင်းတင်းကြပ်ကြပ်စောင့်ကြည့်ခံနေရတာဟာလူရပိုင်권ကိုချိုးဖောက်တာအပြင်လူတယောက်ရဲ့စိတ်ကျမ်းမာရေးနဲ့လူမှုကျမ်းမာရေးပေါ်မှာပါစိုးကြိုးတွေတက်ရောက်စေတယ်လို့စာရေးဆရာမမတီတာစန်းချောင်းကပြောပါတယ်နိုင်ငံရေးကျွန်းသူဟောင်းတူဦးဖြစ်တဲ့မတီတာစန်းချောင်းဟာဒေါအောင်ဆန်းစုကြည်ရဲ့မိတ်ဆွေဖြစ်သူဂျပန်မျိုးသမီးတူဦးရေးတဲ့ဒေါအောင်ဆန်းစုကြည်အတွက်စာတဆောင်ဆိုတဲ့စာအုပ်ကိုဘာသာပြန်ခဲ့သူဖြစ်ပါတယ်စစ်ဘိုလ်ချုပ်တွေအနေနဲ့ဒေါအောင်ဆန်းစုကြည်ရှိနေရင်သူတို့အာဏာလက်လွတ်ရမှာကြောက်တဲ့အတွက် ထာဝရအကျဉ်းသားဖြစ်နေရတာလို့အေယာဝရီအင်္ဂလိပ်ပိုင်းအက်ဒီတာကိုကျော်စွာမိုးကပြောပါတယ်ထက်ခါထက်ခါရွေးကောက်ခံရပြီးအချိန်ချင်းဖန်းခံရတဲ့ခေါင်းဆောင်တယောက်လို့သူကပြောပါတယ်ဒီမှတ်တမ်းကိုအတွင်းသတင်းပေးဖျဲသည်ဒရီစီကရခဲ့တာလို့ CDN တက်ရရှိချို့ပါဝင်ဖွဲ့စည်းထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ကထုတ်ပြန်ပါတယ်အဲ့ဒီမှတ်တမ်းနဲ့အတူတရားခွင်ရုပ်တံဖိုင်ကိုလည်းရခဲ့ပြီးဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့လန်ဒန်ခြေဆိုင် Guardian သတင်းဌာနကိုပြည်သူ့ရင်ခွင်အဖွဲ့ကပေးပို့ခဲ့ပါတယ် ပြည်သူ့ရင်ခွင်အဖွဲ့ကရရှိထားတဲ့ဆိုတဲ့မထုတ်ပြန်ရသေးတဲ့အချက်လက်တွေကို BBC ကတောင်းခံခဲ့ပေမဲ့ဒီဆောင်ပါထုတ်တဲ့အချိန်ထိမပေးခဲ့ပါဘူး။လုံခြုံရေးကင်မရာကနေပေါကြားလာတဲ့တရားခွင်ဗီဒီယိုမှာထောင်ဝဆောင်ဝထားတာတောင်းတရက်ခန့်ညာနေတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်တရားရုံးမှာအမှုရင်ဆိုင်နေတဲ့ပုံကိုစစ်ကောင်စီထုတ်တင်းစာတွေမှာပါလာတဲ့တခုတည်းသောဓာတ်ပုံကိုပဲတွေ့နေခဲ့ရရာကအခုတော့ဗီဒီယိုနဲ့ပါလှုပ်ရှားရုပ်ပုံဖြစ်ထက်တွေ့ကြရတာဖြစ်ပါတယ်။ ဆက်တိုက်ပေါက်ကြားလာတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တရားခွင်မှတ်တမ်းတွေနဲ့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီ CBRH အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လိုနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတီးပေးတဲ့အကြောင်းတွေလည်းပါလာတာတွေ့ရပါတယ်။အာနာသိမ့်ပြီးမှဖွဲ့စည်းလိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဥဝင်းမြင့်ကိုတမရဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်ရထားတာကိုဘလို့သဘောရတယ်လို့2020ခုနှစ်အေပြီး 20နှစ်ရဲ့ရုံးချိန်မှာရဲရာရှိတဦးကမင်းမြန်ခဲ့တာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကရဲရာရှိကိုပြန်မေးခွန်းထုတ်ခဲ့ပြီးရေရရာရာဘာမှမသိရသဖြင့်ဘာမှသဘောထားပေးရမရှိလို့ပြောခဲ့တဲ့အကြောင်းထွက်ဆိုချက်မှာပါပါတယ်။ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ဖွဲ့ဖို့ကြိုတင်ပြင်ဆင်ခဲ့တလားဆိုတဲ့မေးခွန်းကိုတရားခွင်မှာမင်းမြန်ခံခဲ့ရပြီး PDF ရဲ့လက်နက်ကင်တော်လမှုတွေအကြောင်းရောသိပါသလားလို့ဒေါအောင်ဆန်းစုကြည်ကိုတရားခွင်မှာမင်းမြန်ခဲ့ပါတယ်။ဒီမင်းမြန်မှုတွေဟာအမှုနဲ့မသက်ဆိုင်ဘူးလို့ ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေကကန့်ကွက်ခဲ့လို့နှစ်ဖက်ကြားနာခဲ့ကြပါတယ်။ဥပဒေရရှိကဒေါအောင်ဆန်းစုကြည်ကိုဆွဲဆိုထားတဲ့ပုံမှန်905ခါနဲ့ဒီမေကုန်းတွေကတက်ဆိုင်တယ်လို့လျှောက်လဲခဲ့ပြီးတရားသူကြီးကလည်းမေးမြန်းခွင့်ပြုခဲ့ပါတယ်။ PDF တွေရဲ့ဘုံခွဲတိုက်ခိုက်မှုတွေလက်နက်ကင်တော်လမ်းမှုတွေနဲ့ဒလန်လို့ဆွဆွဲတက်ဖြတ်မှုတွေကိုတည်တလားဆိုတဲ့မေကုန်းတွေကိုတော့ပြင်ပနဲ့ဆက်တွေ့ရေးလမ်းကြောင်းတွေဖြတ်တောက်ထားလို့ကြားနိုင်တိနိုင်တဲ့အခြေအနေမရှိလို့မသိပါလို့ဒေါအောင်ဆန်းစုကြည်ကဖြေကြားခဲ့ပါတယ်။ ပေါကြားလာတဲ့ထောင်မတန်းတွေအရအသက်80အရွယ်မြန်မာပြည်ရဲ့အထင်ရှားဆုံးအကျွမ်းသူတဦးရဲ့နေစီဖြတ်တမ်းမှုကိုလူတွေမှန်းဆက်ခွင့်ရခဲ့ပါတယ်။ပြည်သူ့ရင်ခွင်ကထုတ်ပြန်ခဲ့တဲ့တီးတန့်ကျင်းသူလှုပ်ရှားမှုဆိုတဲ့မှတ်တမ်းက2024ခုနှစ်ဇန်နဝါရီ6ရက်ကဒေါ်အောင်ဆန်းစုကြည်ရဲ့တနေ့တာလှုပ်ရှားမှုကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်။သူ့ရဲ့ရိုးရှင်းလာတဲ့တနေ့တာဖြတ်တမ်းမှုက16နာရီကြာမြင့်ပြီး8နာရီသာအိပ်စက်အားယူပါတယ်။မနက်၄နာရီမိနစ်၄၀မှာအိပ်ရာထပ်ပြီး ည၈နာရီဆက်9မိနစ်ဆိုအိပ်ရာဝင်ပါပြီ။ကဏ္ဍခွဲကြည့်ရင်တရားထိုင်ခြင်းစာဖတ်ခြင်းအာဟာရမီဝဲခြင်းနဲ့ကျမ်းမာရေးဂရုစိုက်ခြင်းဆိုတဲ့၄မျိုးကိုပဲနေ့စဉ်အဓိကလုပ်သွားတာဖြစ်ပါတယ်။မနက်၄နာရီ50မိနစ်ကနေမနက်6နာရီအထိမိနစ်90တိတိတရားထိုင်ပြီးနေ့တစ်ခုကိုတရားသမန်နဲ့စတင်ပါတယ်။နေ့တစ်နေ့မှာစာကြည့်စာပွဲကဒေါအောင်ဆန်းစုကြည်အများဆုံးရှိနေတဲ့နေရာဖြစ်ပါတယ်။ထောင်မတန်းရစာကြည့်စာပွဲမှာစာထိုင်ဖတ်တဲ့အကြိမ်ရေ၉ကြိမ်ရှိပြီးစာမဖတ်ဘဲ စားပွဲမှာခဏထိုင်တာနှစ်ကြိမ်ရှိခဲ့ပါတယ်။စာဖတ်ရင်နာရီဝက်ကနေနှစ်နာရီအထိကြာမြင့်တက်ပါတယ်။ BBC ကရနိုင်သမျှအချက်လက်တွေကိုအတည်ပြုချက်အရအချုပ်နောက်ခံနေရတဲ့ပြီးခဲ့တဲ့၄နှစ်အတွင်းစာအုပ်ပေါင်း100ကျော်တူဖတ်ထားပြီးပါပြီ။ဒေါအောင်ဆန်းစုကြည်ဖတ်အများဆုံးစာအုပ်မျိုးစားတွေကတော့ဘာသာရေးတဘာဝပတ်ဝန်းကျင်ဂေဟစနစ်နဲ့တိုင်းရင်းစေးစာအုပ်တွေဖြစ်ပါတယ်။ဒါအပြင်ပြင်သစ်နဲ့အင်္ဂလိပ်ဝတ္ထုနဲ့အထုပ်ပတိတွေဂျပန်ဘာသာစကားခန်းကြီးစာအုပ်တွေနဲ့ ဒုတိယကဘာစစ်ဆိုင်ရာသမိုင်းစာအုပ်တွေလည်းဖတ်ပါတယ်။စာအုပ်တွေဆိုအတိပဲလက်ခံတဲ့တေချာစစ်တဲ့စာအုပ်မှာအမှတ်သားလုပ်ပြီးအပြင်နဲ့ဆက်တွယ်မှာဆိုလို့လူပြည်ရေးဝင်ကြီးဌာနနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။စာကြည့်စာပွဲမှာစာထိုင်ဖတ်တဲ့အချိန်ကြီး၉ချိန်ထဲမှာမနက်ပိုင်းသတင်းစာဖတ်ချိန်၁ချိန်လဲပါပါတယ်။ဒါပေမဲ့သတင်းစာဖတ်ချိန်ကတော့၁၀မိနစ်ပဲကြာမြင့်တာတွေ့ရပါတယ်။မနက်၇နာရီ၂၀မှာသတင်းစာရောက်ပြီးကျေးမုံမြမလင်းနဲ့မြောက်ရီတို့ဖြစ်ပါတယ်။ထောင်မတန်းအရာ သတင်းစာလာပို့တဲ့ဝန်ထမ်းမျိုးသားပို့ပြီးပြီးချင်းပြန်သွားရတာတွေ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့ပုံမှန်ထိတွေ့ခွင့်ရတဲ့သူတွေကဦးစီးရရှိတူလက်ထောက်ကြီးကျက်ရေးမှုတူနဲ့ဒူနာပြုတူတို့ဖြစ်ပြီးသုံးဦးလုံးအမျိုးသမီးတွေဖြစ်ပါတယ်။သူတောက်နေတဲ့ဆေးမတန်းတွေအရအာယုံကျော်သွားဖုံးနှလုံးရောဂါနဲ့လေမဖြတ်အောင်ဂယူးဆိုင်နေတာတွေ့ရတယ်လို့ဆရာဝန်တူက BBC ကိုပြောပါတယ်။ပေါကြားလာတဲ့တရားခွင်ရုပ်တံမတန်းထွက်ဆိုချက်မတန်းနဲ့ထောင်ရင်းနေဆေးမတန်းတွေရဲ့ အချိန်ကာလတွေကိုတတိထားကြည့်ဖို့လိုပါတယ်။တရားခွင်ရုပ်တံမတန်းက2020ခုနှစ်ကဖြစ်ပြီးတာဂုံ20ရက်နဲ့ဒီဇင်ဘာ12ရက်ကရုံးထုတ်တွေဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြောင်းပါတဲ့ထွက်ဆိုချက်ကတော့2020ခုနှစ်အောက်တိုဘာ26ရက်ကမှတ်တမ်းဖြစ်ပါတယ်။ပြည်သူ့ရင်ခွင်ကထုတ်ပြန်ခဲ့တဲ့တည်တံ့ကျင်းသူလှုပ်ရှားမှုဆိုတဲ့မှတ်တမ်းက2024ခုနှစ်ဇန်နဝါရီ6ရက်ကအကြောင်းဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့မိသားစုနဲ့နှီးဆက်သူတွေ အနီးကပ်နေခဲ့သူတွေကို BBC ရဲ့စုံစမ်းတည်ပြချက်အရထောင်တွင်းနေစစ်မှတ်တမ်းကအချက်လက်တချို့ကမှန်ပေမဲ့ကွဲလွဲတာတချို့လည်းတွေ့ရပါတယ်။ဥပမာဒေါအောင်ဆန်းစုကြည်တရားထိုင်တဲ့အချက်လက်ကမှန်ပေမဲ့ပြည်စိတ်တယ်ဆိုတဲ့အချက်ကတော့အငင်းပွားစရာဖြစ်ပါတယ်။အမေကတရားပဲထိုင်နေပြည်မစိတ်ဘူးအမေမှာပိုတီးလည်းမရှိဘူးလို့ဒေါအောင်ဆန်းစုကြည်နဲ့အနီးကပ်ရှိခဲ့သူတဦးက BBC ကိုပြောပါတယ်။ဒါပေမဲ့ B တက်နဲ့လီဂွေတိုက်တစားတွေကတော့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးခြေနေရာ ောက်နေရတဲ့ဈေးဝါးတွေဆိုတာမှန်ကန်တယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ရဲ့နေ့လယ်စာကိုကြည့်လိုက်ရင်သမင်းနစ်ဆုံးပဲသာဟင်ငားနဲ့ကိမ့်မုံတစ်ခုတုံးဆောင်တယ်လို့ဖော်ပြထားပါတယ်။ဒီမှာလဲကွဲလွဲချက်တစ်ခုတွေ့ရပြီးဒေါ်အောင်ဆန်းစုကြည်ကဘဲသာမစားဘူးလို့အနီးကပ်နေထိုင်ခဲ့သူတဦးကပြောပါတယ်။ကိမ့်မုံကိုလည်းသူကိုယ်တိုင်ဖုတ်တဲ့ကိမ့်မုံကလွဲရင်အပြင်ကကိမ့်မုံစားတဲ့သူမဟုတ်ဘူးလို့သူကပြောပါတယ်။သူတို့ဘာကိုပြကျင်လဲဆိုတာသိတာပါတယ်။ ကောင်းကောင်းမွန်မွန်ထားပါတယ်ပေါ့ဒါကိုပြချင်တာလို့မိသားစုနဲ့နီးစပ်သူတို့ကပြောပါတယ်ဇွန်ဆက်9ရက်မှာကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်မွေးနေ့ကိတ်ပို့ခွင့်ရခဲ့တယ်လို့သူကပြောပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နေ့လယ်စာမှာသမင်းနှစ်စုံပဲစားတယ်ဆိုတာကတာမန်ထက်ပိုပြီးထောင်စလန်တစ်ခုကိုညှို့ဆုံနေပါတယ်နေပြီးတော့ချုပ်ထောင်မှာကျွေးတဲ့ဆန်ကိုမကောင်းဆိုးဝါးဆန်လို့ထောင်ရင်းမှာခေါ်ကြတယ်လို့အချုပ်ကြဘူးသူတို့ကပြောပါတယ်ဒေါအောင်ဆန်းစုကြည်ထောင်မရောက်ခင်အပြင်ကနေ ဇံဝယ်ပို့ပေးခဲ့ပေမဲ့ထောင်ရောက်ပြီးနောက်ပိုင်းမပို့ခိုင်းတော့တဲ့အကြောင်းမိသားစုနဲ့နှီးဆက်သူတို့ကပြောပါဗါးအကျွန်းသားတွေနဲ့တန်းတူစားမယ်ဆိုပြီးစားနေတာဗျာရေတောင် အကျွန်းသားတွေနဲ့တူတောက်မယ်ပြောလို့မနေပြောရတာလို့သူကပြောပါဗါးနေပြီးတော့ချုပ်ထောင်ထဲကရေကတောက်တုံးရံမတင်တဲ့အတွက်အကျဉ်းသားတွေပါရေတန့်ဝယ်တောက်ကြတယ်လို့အချုပ်ကြဘူးသူတို့ကပြောပါဗါးအမေရဲ့ရေလေးတော့ဝယ်တော့ပါသူတို့လည်းဝယ်တော့ကြပါတယ်ပြောမှတောက်တာလို့မိသားစုနဲ့နှီးဆက်သူကပြောပါဗါး ဒေါအောင်ဆန်းစုကြည်လိုအရေးကြီးအကျွမ်းသူရဲ့တရင်တွေကိုထောင်ကမှတ်တမ်းတင်ဆောင်ကြည့်ပေမဲ့စစ်ရုံးကိုတင်ပြတဲ့ကိစ္စကိုတော့အရင်ကထောက်လန်းရေးလက်ရှိစစ်ဖက်ရေးရာလုံးဂျုံရေးအဖွဲ့ကတာဝန်ယူတယ်လို့ငိမ့်စားထောင်မှုကြီးတဦးကပြောပါတယ်။ထောင်မှတ်တမ်းဖော်ပြချက်အရလူတစ်ယောက်ကိုဗတ်ဆုံထောင်ဆောင်ကချိုးနှိမ်နိုင်ယူခြင်းနဲ့စစ်ကောင်စီဆေးရိုက်ဆိုးကိုထင်ဟပ်နေတယ်လို့မတီတာစန်းချောင်းကဆိုပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့သူ့ဘဝနေထိုင်နေရဲ့ဘင်ကိုနှစ်တာရအတိုင်းစက္ကန့်မိနစ်နာရီတိုင်းကို အကျိုးရှိရှိအတုံးချနေပုံပဲလို့သူကပြောပါတယ်။အမဒေါအောင်ဆန်းစုကြည်ကတော့သူနှစ်ပေါင်းများစွာမရခဲ့တဲ့တကူတော်24နာရီပေါင်းများစွာကိုအချီးနှီးအကျိုးမဲ့ကုံဆုံးသွားအောင်ခွင့်မပြုနေပါဘူးလို့မတီတာစန်းချောင်းကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းကသူ့မိခင်ကိုလွမ်းဆုပ်နေပြီးမိမိကိုဘယ်ချိန်ပြန်တွေ့ရမယ်ဆိုတာမသိနိုင်ဘူးလို့ဇွန်လ16ရက်မှာထုတ်လွှင့်ခဲ့တဲ့ BBC နဲ့အင်တာဗျူးမှာဆိုပါတယ်။မိမိကိုအမြန်ဆုံးတွေ့ကျင်ပါတယ် နေပြည်တော်ကထောင်မှာသွားတွေ့ရမယ်ဆိုရင်တောင်သွားတွေ့ခြင်းပါတယ်။ဒါပေမဲ့မေမေလို့မြောက်တဲ့အနေထားမှာပဲပို့ပြီးတွေ့ခြင်းပါတယ်လို့သူကပြောပါတယ်။ဒါကတော့တရားခွင်ကနေပေါက်ကြတဲ့တည်င်းအချက်လက် အပြည့်စုံဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။